မဟာဗုဒ္ဓယဟနာကြီးကပြေတရည်တကိုးတော်နဲ့ကောင်းငင်ရခရီးကမြတ်စွာဘုရားတည်နှုံနေတဲ့သာဝတိပြည်ကိုကြွသွားတယ်။ဘယ်ပြည်ကိုကြွသွား။သာဝတိပြည်ဇေတုံเจ้าမှာမြတ်စွာဘုရားတည်နှုံနေတယ်။မြတ်စွာဘုရားခံရောက်တော့မြတ်စွာဘုရားကိုရိုးသေသွားလို့အချီမို့ရှေခိုးလို့ဘုန်းတော်ကြည့်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားအတွက်ရည်မှန်းပြီးတော့သူ့နံပါဏတိုင်း ဝနိစ္စကာမယောနိနာမသန္တကုနတာကြောင်းတော်ရာကြီးကိုဆောက်လုပ်ပြီးပါပြီမြတ်စွာဘုရားရှင်မယားကြွတော်မူပါဘုရားလို့မြတ်စွာဘုရားကို ပင့်လျှောက်တော်ဘုရားရှင်ကိုရောမြတ်ကပင့်လျှောက်ထားတာကိုလက်ခံတော်မူတယ်လက်ခံတော်မူပြီးတော့အနာမခါသာနေတဲ့ညီတော်အာနန္ဒကိုခေါ်လို့ခြေသားအာနန္ဒကျောင်းနိုင်ထဲမှာရှိတဲ့တန်ခါးတွေ469ပါး ဘယ်နှပါလဲအေးမနေ့ပြင်္ဂနာနဲ့ဝါဏိစ္စခာမရွာကိုကြွပြီးတော့သံဃုဏတာကြောင်းတော်ရာကြီးကိုအလူခံဖို့လို့ဝါဏိစ္စခာမရွာသူရွာသားတွေစက္ကလူတန်းနဲ့ဆွမ်းကိုခံဖို့လို့ယဟန္တာပေါင်း၄69ပါးကို စာရေးတမ်းပဲပြတော်မူမင်းရှင်မှန်တော်မူတဏ္ဍမြတ်စွာဘုရားအမိန့်တော်ရတော့ အရှင်အနန္ဒာကလည်းဘေကုရောလိုက်ရမယ်ဘေကုရောလိုက်ရမယ်ဘေကုရောလိုက်ရမယ်ဆိုပြီးတော့တေးသားရင်တန်ဃာတွေယဟန္တာကြီးတွေလျှောက်ပြီးတော့ပြောလိုက်တာ490ကိုပါတဲ့ဘယ်တော့လဲအေး490နဲ့ကိုပါတော့တန်ဃာတော်တွေကိုအကုန်လုံးစီမံတော်မူပြီးတော့စရင်ကောက်ယူတော်မူပြီးတော့စီမံနေတဲ့အချိန်နဲ့တာဝရိန္ဒနတ်ကြီးကတရားမင်းကြီးရဲ့ပန္တုကပလာများကြောက်ဖြာတင်းလာတယ် ရမင်းကလူပြည်လမ်းကြီးကဟာငါထိုင်နေတဲ့ပန်နုကပလာမြတ်တော်ဖြာကြီးတင်းပြီးတော့ကိုပြင်းတဲ့ချင်းရကိုပြတယ်လူပြည်မှာဗာရင်များဖြစ်နေပါလိမ့်မလဲလို့လမ်းကြီးလိုက်တဲ့အခါကျတော့ဖရာမှုရှိတဲ့တန်ဃာတော်469ပါးသူနံပရဏတိုက်ဝန်လေးစားဃာမယွမ်အနည်းကစန္ဒကုဏတာကြောင်းတော်ရာကြီးအလူခံမို့လို့မြတ်စွာဘုရားကြွတော်မူလိမ့်မယ် အဲ့ဒါကိုသိတော့မှဝိသေကြုံနတ်သားကိုခေါ်ပြီးတော့ရက်ထပြန်900တဲ့ဒီကနေ့ခေါ်တာတော့ပန်းရက်ထားလို့ခေါ်တယ်ဘုန်းကြီးတို့ဘုရားထစ်တင်တာပန်းရက်ထားတဲ့ဗာလဲမရေးတတ်ရင်ရှေ့တုန်းကရက်ထပြန်လို့ခေါ်တယ်ရထားကကောင်းကင်မှာပြန်နေတာပြတ်တဆောင်ကြီးနဲ့ရထား900ရထပြန်900ကြွမှာက496ပါးမြတ်စွာဘုရားတပတ်တိတ္တရထပြန်900စီစဉ်လာတာ အဲ့ဒါရတမြန်900စီစဉ်နာပြီးတော့ဇေတဝန်ကျောင်းရဲ့မုတ်တကားဝါမှာအဆင်သင့်ကြာမင်းကစီမံပေးထားတာမနေ့လင်းလင်းလင်းကိုမြတ်စွာဘုရားနဲ့ယဟန္တာ496ပါးကအဲ့ဒီတရားမင်းကြီးစီမံပေးထားတဲ့ယထပြန်တွင်မှာတပားလည်းယထပြန်တခုတပားလည်းယထပြန်တခုတရင်3333ပြီးတော့သွားလိုက်တာမြေတိုင်းနောက်ဆုံးယထပြန်မှာတပားမှမပါဘူးနောက်ဆုံးယထပြန်တခုမှာ ီတန်းဟောင်းလုံးကြီးပါသွားတယ်ကောင်းကင်ရံကနေပြီးယထာဗျံက900တန်းငါးက499ဘာတပန်းလုံးနေတယ်ဘယ်ယဟန္တာတွေ့မှလည်းမသိပါသွားရင်အဲ့ဒီလိုကောင်းကင်ရံကနေပြီးတော့ယထာဗျံနေအိန္ဒိယနိုင်ငံကနေပြီးတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမကွေးတိုင်းခြေတုံးကခေါ်တော့သူဏ္ဏပရဏတိုင်း ဲ့ဒီကိုယခင်ပြန်နေတခါတည်းရောက်လာတဲ့အခါကျတော့ဝါနိစ္စခါမကြွားကိုမရောက်ခင်တဲ့အခုဘုန်းကြီးတို့အထက်ဆက်တော်ရာဘုရားခြေတော်ရာချမဲ့နေရာသစ္စာဗန္ဓတောင်တဲ့မတောင်နဲ့လေသစ္စာဗန္ဓတောင်ကိုရောက်တဲ့အခါကျတော့ယထပြန်900ကိုကောင်းကင်မှာမြတ်စွာဘုရားကခဏထားခဲ့ပြီးတော့ဘုရားရှင်တပါးတဲ့တောင်ထိပ်ကိုကြွတော်မူသွားတယ် အဲ့ဒီတောင်ထိပ်မှာဘုရားရှင်ကိုရောမြတ်ခေတ္တခဏသက်ရှင်တော်မူဘုရားဘာလာလုတ်တာလဲတပါးတဲ့အဲ့ဒီတစ္ဆာဘာနာ တောင်ထိပ်ကိုဘာလာလုတ်တာလဲဆိုရင်ဘေးသတ်တဲ့အဲ့ဒီတစ္ဆာဘာနာတောင်ထိပ်ပေါ်မှာယသေကြီးတဦးရှိတယ်တဲ့တစ္ဆာဘန္ဒယသေတဲ့ဘာယသေတယ်လဲအဲ့ဒီတစ္ဆာဘန္ဒယသေဆိုတာဘုရားတို့ပြေးတာရေဘယ်ဘဝကလာတာတော့ဆိုတော့မုတ်ဆိုးဘဝကနေယသေဝက်လာတာ